ပလောမြုပ်ပေါ်ကအရက်ဆိုင်မှာဝိုင်းခွဲပြီးအရက်တောင်းနေတဲ့ဗျူစောတိရိတ်ကိုပြက်ကတ်ရှင်းလင်းခဲ့တာမှာဗျူစောတိခေါဆောင်တို့ဦးနဲ့ဗျူစောတိအဖွဲ့ဝင်တို့ဦးတို့တိတ်ဆုံးခဲ့ပါတယ်။ပလောမြုပ်အမတ်နေ့ရက်ွက်ကအရက်ဆိုင်မှာထိုက်တောင်းနေတဲ့ဗျူစောတိရိတ်ကိုမက်လ6ရက်နေ့ညနေ9:00ခွဲလောက်ကပြက်ကတ်ရှင်းလင်းခဲ့တာလို့မြိတ် KI PDF အမတ်တက်ရင်ကပြန်ကြားရေးတော်ခိုင်းရဲဘော်အာနိုကပြောပါတယ်။အဲ့ဒီဗျူစောတိတို့ဦးစလုံးဟာပြီးသူတွေကိုချိတ်ချောက်ငွေညစ်တာ စစ်စည်းဂိတ်တွေနဲ့ညဘက်လာထွက်တဲ့လူငယ်တွေကိုစစ်မှုထမ်းအတွက်ဖမ်းဆီးပေးတာတွေလုပ်ခဲ့တာလို့ဆိုပါတယ်။ပြစ်ခတ်ရှင်းလင်းတာကိုမြိတ်ခိုင် PDF အမတ်တက်ရင်ကတပ်ဖွဲ့ဝင်တွေနဲ့မြိတ်ခိုင်ပကဖတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုံ့ဆော်ခဲ့တာဖြစ်ပြီးတနတ်တလဲနဲ့အကြီးအကျယ်သိသိရရှိခဲ့တယ်လို့မြိတ်ခိုင် PDF အမတ်တက်ရင်စီကတီးရပါတယ်။